ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျ Gobi Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်အဲ့တော့ဒီနေ့ကတော့ဒါနိုင်ငံပွဲနောက်ဆုံး round ရဲ့ကျွန်တော်တို့ဒါ day 2ဖြစ်ပါတယ်နော်အဲ့တော့မင်းညာကတော့ကျွန်တော်တို့ဒါပွဲတော်တော်များများအဆင်ပြေခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ်နော်အဲ့တော့ record လေးကိုတော့ကျွန်တော်ဒါ Telegram မှာတင်ပေးထားပါတယ်အဲ့တော့ဒီနေ့ကတော့ day 2မှာလဲမှန်တိုင်းပြောရရင်တော့ကျွန်တော်တို့ပွဲအဖြစ် ရွေးရလောက်အောင်ကြိုက်တဲ့ပွဲတော့မရှိဘူးဗျာနော်ဖြစ်နိုင်တော့အဲလက်ရှိအနေအထားအရနိုင်ငံပွဲတွေကနောက်ဆုံး round လေးဖြစ်တာကြောင့်အကုန်လုံးဟာအမှတ်လိုတဲ့အသင်းတွေဟာတကယ်ကိုရေကုန်ရေကန်းဖြုတ်နေတယ်လို့ဟိုလက်ရှိခြေစွမ်းကျနေတဲ့အသင်းတွေတောင်မှပြန်လဲခံပတ်လာတဲ့အနေအထားလေးကြီးလေဒါမနေ့ကနော် concaf မှာတွေ့ခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်နည်းနည်းလေးဆော့မယ်ဆိုတော့မှအပျော်ပဲနိုင်ငံပွဲကိုဆော့စီခြင်းပါတယ်ကျွန်တော်ပြီးမှကျွန်တော်ဒါလီပွဲတွေပြန်လာမှကျွန်တော် share ကျုံးလို့ရပါတယ်နော်အဲ့တော့ဒီကြားလေးလေးတော့အကယ်၍ဒီကြောင်းတော့ပွဲဖြစ် ဆောလို့ရအောင်မဲ့ပွဲလေးရှိရင်တော့ကျွန်တော်အဲ live တွေမှာထည့်ပြီးပြောပြီးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကတော့ကျွန်တော်ဒီနေ့နိုင်ငံပွဲအားလုံးပေါင်း6ပွဲ6ပွဲထဲမှာအမှအဲလီသင်ပေါင်းလေးတွဲလို့ရအောင်တော့ကျွန်တော်အတက်နိုင်ဆုံးဆွဲထုတ်ထားတယ်ပေါ့လေနော်ဒါမှမဟုတ်လည်းအဲ့အရာတွေကို body အနေနဲ့တော့ရှောင်မရိုက်ဖို့ဒါနော်ဟိုပြောချင်ပါတယ် okay ပါအဲ့တော့ဒီနေ့ကတော့အဲလက်ရှိအနေအထားအရအရန်ကြီးအမှတ်လိုတဲ့အသင်းရဲ့လို့တော့ အဲဒီမှာအတင်းကြီးအနေနဲ့တော့မရှိဘူးပေါ့လေနော်တေရရင်ကိုနောက်တစ်ဆင့်တက်မဲ့အနေဓာတ်တွေတော့ရှိတယ်ဒါကြောင့်လဲဒီနေ့အရန်ကြီးမနေရကဂါလောက်အရန်ကြီးပွဲမကောင်းတာဖြစ်ပါတယ်နော်အဲ့တော့အတင်းကြီးတွေအနေနဲ့ကတော့ဒီနေ့ဘက်မှာဂျာမနီပါတယ်အဲဂျာမနီနဲ့လူဇမ်ဘော့ပွဲပါမယ်နော်ပိုလန်နဲ့နယ်သာလန်ပွဲပါမယ်ခရိုအေးရှားနဲ့ဖာရိုကျွန်းစုပါမယ်ပေါ့လေခရိုအေးရှားတော့နောက်တစ်ဆင့်တက်သွားပြီဆိုတော့တိတ် ဟိုလက်ရှိအနေထားရအရင်ကြီးကံပမလားပဲကျွန်တော်စိတ်ပူစရာရှိတယ်မနေ့ကအင်္ဂလန်ဆိုရင်လည်းထိုနီလောင်းပဲဒါပေမဲ့လည်းကျွန်တော်ပြောခဲ့တဲ့အတိုင်း BWG ရောက်ကွတ်တီเนาะ2ဆီဆိုတဲ့အနေထားမှာမနေ့ကအင်္ဂလန်ပွဲလေးလည်းအဆင်ပြေကြမယ်ထင်ပါတယ်เนาะအဲ့တော့ Norway ပွဲကတော့ကျွန်တော်က4-1နဲ့ဒါတလုံးလူသွားတယ်ပေါ့လေเนาะကိုဘော်လေးအဆင်ပြေပေမဲ့ဘော်လေးကတော့ဒါသုံးလုံးအရှုံးဖြစ်တဲ့အတွက်ဒါဘော်ဒီနဲ့ကိုမိုကိုဘွားဒါကြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်။နောက်အိုင်ယာလန်နော်ကျွန်တော်တို့ဒါပေါ်တူဂီပွဲလေးနော်ဇုံလိုက်အကုန် အဆင်ပြေပါတယ်နော်အိုင်ယာလန်ဘော်ရီရော၉ဟောက်ကိုနှစ်ချောင်းလုံးမနေကအောင်ခဲ့ပါတယ်နော်အဲ့တော့အိုက်ပွဲတော့မကြည့်လိုက်ရဘူးပေါ့လေနော်ရိုနယ်ဒိုဒါအနီကန်းနဲ့ထွက်သွားတဲ့အနေထားပေါ့လေနော်မင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျဘရဒါတွန်းတွန်းလေးမင်္ဂလာပါအောင်အောင်မင်္ဂလာပါနေဖြူမင်္ဂလာပါနိုင်ထဦးမင်္ဂလာပါနွေနွေမင်္ဂလာပါတင်မိုးအောင်မကွေးမင်္ဂလာပါဗျခစ်သစ်မင်္ဂလာပါဝင်းအောင်မင်္ဂလာပါတန်းဆိုးအောင်မင်္ဂလာပါတပ်ပိုင်မင်္ဂလာပါဒေဒီနိုင်မင်္ဂလာပါထွန်းတွန်းလေးမင်္ဂလာပါအာနက်မင်္ဂလာပါဦးဝင်းစော်မြင့်မင်္ဂလာပါအောင်ပူပူလက်မင်္ဂလာပါဗျအောင်ကိုမင်္ဂလာပါအောင်လင်းမင်္ဂလာပါကျော်လွင်မင်္ဂလာပါချစ်ကိုမင်္ဂလာပါဝနအောင်မင်္ဂလာပါမြို့ ဦးမျိုးညွန့်မင်္ဂလာပါဗျတန်းတူအောင်မင်္ဂလာပါ giveaway မိကုန်းဖြေထားသေးတယ်ရောက်လာ bro ရရတယ်ဗျ giveaway အစီအစဉ်ကျွန်တော်ရှေ့မှာ3ရက်ပေါ့လေနော်အဲ့တော့အဲ့မှာ3ရက်လုံးဖြေထားတဲ့ညီကိုတွေတဲ့ကျွန်တော်တို့ဒါ giveaway ရတဲ့ brother တွေကိုကျွန်တော်အဲဒီဒီနေ့ညပေါ့နော်ညဘက်အဲ17 17လောက်ပဲဖြစ်ဖြစ်ကျွန်တော် Telegram မှာနဲ့ဒါ YouTube မှာကျွန်တော်တင်ထားပေးပါမယ်နော်နာမည်စင်းလေးပါမပါဒါဝင်ရောက်ကြည့်ရှုလို့ရမှာပါနော်โอเคပါဗျ brother ချစ်ကိုမင်္ဂလာပါကျော်လွန်မင်္ဂလာပါဗျဝနာအောင်မင်္ဂလာပါ brother ရဲလေးမင်္ဂလာပါနာညံလင်းမင်္ဂလာပါအာဘာကြီးလဲအာထွန်းလှဆန်မင်္ဂလာပါဗျအခင်မဝင်းမင်္ဂလာပါထွန်းထွန်းလင်းမင်္ဂလာပါကိုသားကြီးမင်္ဂလာပါဗျအောင်စောမင်္ဂလာပါဗျအဲကိုသားကြီးမင်္ဂလာပါစန်းထေးမင်္ဂလာပါတာအဲတာကြီးကအများကြီးဖြစ်နေနော်အဲငိမ့်ချောင်းမင်္ဂလာပါရဲနိုင်မင်္ဂလာပါ NS 251မင်္ဂလာပါဗျကိုခွန်ကြီးမင်္ဂလာပါအဲဆရာချစ်ကိုကျော်မင်္ဂလာပါဗျဂျာမနီ go out 0.2အပိုင်နဲ့ဟော0.2အပိုင်နဲ့ဂျာမနီက စီတူဖြစ်ပါမလား brother ရေနော်လက်ရှိကိုမောင်ကြီးက၃လုံး100ရှုံးဆိုတော့อืมမပြောတတ်ဘူးပေါ့လीနော်ကျွန်တော်ဒါလေးတော့ပြီးတော့ပြောပြပါမယ်နော် brother ထွန်းထွန်းနိုင်မင်္ဂလာပါဗျတန်းတူက1 2 3မင်္ဂလာပါဗျအောင်မျိုးမင်းမင်္ဂလာပါတရထဲဖြီးရမှာမဟုတ်လားတဲ့မဟုတ်ဘူး brother ရေ၃ရက်လုံးဖြီးလို့လဲရတရထဲဖြီးလဲရတယ်နော်ဟိုဟိုလက်ရှိဒါမသိတဲ့ brother တွေကြတော့တခြားရက်မှာမမီလိုက်မှာဆိုတော့ကျွန်တော်၃ရက်နော်ဟိုတင်ပေးထားတာဖြစ်ပါတယ်နော် Telegram မှာလည်းအပေါ်မှာသွားကြည့်ရင်ရပါတယ်နော် okay ပါဗျ brother ဝင်းမိုးကြော်မင်္ဂလာပါမြင့်စော်မင်္ဂလာပါဗျ အောင်လင်းမင်္ဂလာပါအဲကိုတင်ကြီးမင်္ဂလာပါဗျတိုးဝင်းမင်္ဂလာပါမိုးဆက်မင်္ဂလာပါ user mw မင်္ဂလာပါဗျကဲအဲ့ဒါဆိုကျွန်တော်တို့စလိုက်ကြအောင်ညီကိုတို့ရေနော် ဂျာမနီကြိုက်တယ် bro တဲ့ဂျာမနီတော့ကျွန်တော်မကြိုက်ဘူးညီကိုကြီးဆိုတော့စားလိုက်မယ်ဗျာနော်အဲ့တော့ဒါ wine spa မှာဆော့ကျင်တဲ့ညီကိုတွေနေနေရလဲကိုပြရဲ့ promo code ပြတဲ့ GB777 အသုံးပြုပြတော့လဲ100% bonus ကြီးရယူနေပါတယ်အသေးသေးသိလို့ပါက wine spa မြန်မာ Facebook page နဲ့သူတွေ application တို့မှာ website link နဲ့ customer service call တွေနေပြီးတော့လဲ24နာရီတိလို့ရတယ်မြင်မြန်လို့ရပါတယ်ဆိုတော့ let's go ပါအဲ့တော့ဒီဒီ live stream ကိုလဲအသေးလေးလက်မလေးနော်တယောက်တစ်ချက်လောက်ကုညီပြီးတော့နှိပ်ပေးကြပါအောင်ညီကိုတွေကျေးဇူးများကြီးတင်ပါတယ်ဗျဆိုတော့ပထမဆုံးကတော့ Finland နဲ့ Motor ဘွဲပေါ့နော်ဒီဘွဲကတော့ကျွန်တော် အဲရှောင်နေလို့တော့ပြောလို့ရတယ်ဗောနော်ဘာလို့လက်ရှိဖင်လန်အသင်းကလုံးဝအမှတ်လိုတယ်နိုင်လဲနိုင်သင်းတဲ့ခြေစွမ်းမျိုးရှိတယ်ဒါပေမဲ့မော်တာအသင်းဟာလောလောဆယ်အနေထားမှာဘာမှဖြစ်တော့တဲ့အနေထားမှာဆော့ကျင်မှလည်းဆော့လိမ့်မယ်အဲဒါမဲ့လည်းလူမျိုးအနေထားမှာဒုက္ခလည်းပေးနိုင်ကြည်ရှိတယ်ဗောလေအဲ့တော့ဂျေးအရာပြန်ကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ပထမအကြော့မတ်လာတော့မော်တာအင်ကွန်းမှာဖင်လန်ပေးခဲ့တဲ့ဂျေးက level 100ရုံးဝေးဝန်းနေပေးခဲ့တဲ့ Z1 နဲ့အောင်ခဲ့တာဖြစ်ပါတယ် တို့ကြောင့်ဒီနေ့ပွဲမှာတကယ်တမ်းပေးတဲ့ Finland G ကတလုံးတည်ပေးရမှာဖြစ်ပြီးတော့တလုံးတည်ထက်ဆိုင်လက်ရှိတလုံး90ရှုံးဆိုတာ G အရန်ပြင်းတော့နဲ့ Finland အနေနဲ့တော့ဒီကြပေါက်သုံးမှတ်ရမယ်အနေထားမှာရှိပါတယ်။ဘာကြောင့်လဲဆိုတော့တို့ group မှာကအောက်စုမှာက Netherland လက်ရှိ16မှတ်နဲ့အောက်စုဘုဖြစ်ဖို့ရခဲ့တော့များပါတယ်။ Poland ဟာ assist 2မှာရမှတ်73မှတ်နဲ့နော်ဒုတိယမှာရည်တည်နေတယ်။ Finland ကရမှတ်10မှတ်နဲ့ရည်တည်နေတာဖြစ်ပါတယ်။အဲ့တော့ Finland ဟာဒီနေ့ပွဲပြီးရင်နောက်ပွဲက Andorra ပွဲဖြစ်ပါတယ်နော်။အဲ့တော့ခြောင်နေဗျ Motor ကို Andorra ကို နှစ်ပွဲလုံးဟာသုံးမှတ်ရဖို့ဖင်လန်ဟာကျင်းနေပါတယ်အကယ်၍6မှတ်နော်နှစ်ပွဲလုံးရခဲ့ရင်ရမယ့်16မှတ်ဖြစ်မှာဖြစ်ပြီးတော့ပိုလန်ဟာလက်ရှိနော်အဲအဆင့်နှစ်မှာရမယ့်73မှတ်ပဲရှိသေးတာကြောင့်အခုဒီနေ့ပွဲမှာနယ်သာလန်အသင်းကိုသာရှုံးသွားခဲ့ရင်လာမယ့်ပွဲမော်ဒာနယ်ပွဲမှာသုံးမှတ်ရမယ်ဆိုရင်တော့မှရမယ့်16မှတ်ဖြစ်နေတာကြောင့်ဂိုးကွာချချက်အရာဖင်လန်နော်အဲဟိုလက်ရှိစူးစမ်းရင်စူးစမ်းသလောက်ဒါအဆင့်နှစ်ရနော် qualify တက်ဖို့ရခိုင်တော့ chance လေးရှိနေတာကြောင့်ဒီမှာ ဖင်လန်နေနဲ့အနိုင်သေးကြတယ်ဆိုတော့နော်တလုံး90ရှုံချင်းမျိုးနော်မနေရအောင်ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်အဲ့တော့တလုံး90ရှုံမှာကျွန်တော်တို့ကနှလုံး100ရှုံဆိုတဲ့အနေထားအရာကဒီနှလုံး100ရှုံဆိုတဲ့ကြီးကြောင်းဖင်လန်ဟာဒီကြောင်ပေါ့ individual over 1.5တလုံးအထက်မှာဖင်လန်သွင်းနိုင်ချေရှိတယ်ဒါပေမဲ့ဒီနှစ်သင်းရဲ့လက်ရှိဒီ Garfound ပြန်ကြည့်ရရင်ဖင်လန်အဲ့လောက်ကြီးတော့အဆင်မပြေဘူးဒါပေမဲ့အိမ်ခွင့် အဆင်ပြေတယ်။လီသူအေးနီးယားကိုတလုံးတေးမှာ2-1နဲ့ပွဲပြီးတယ်။ပိုလန်အသင်းကို2-1နဲ့နိုင်တယ်ဆိုတော့အိမ်ခွင်းကတော့ရလကောင်းနေပြ။အဲ့တော့ဒီမှာ50ရင်းတဲ့မရင်းတဲ့မယ်ကျွန်တော်တို့စဉ်းစားရမှာဖြစ်ပါတယ်။မော်တာကတော့တေးကြတယ်။လက်ရှိခြေစွမ်းအကြပဲရောက်နေဘော့စနီးယားလိုအသင်းကတော့1-4နဲ့ရှုံးနေ။နယ်သာလန်ကို0-4ဆိုတော့အဝေးဝင်တောက်လျှောက်ကတော့တေးကြတယ်ခန်းဆဲပဲအသာပေးကံမှာနောက်ဆုံး6ပွဲဆက် Anna 2.5เนาะဒါ၅ဘွဲတွေ့ရတယ်တပွဲပဲ Netherlands အသင်းအိမ်ခွင်မှာ၈-၉ပြန်နဲ့ရှုံးထားခြင်းဖြစ်ပါတယ် Lithuania အိမ်ခွင်မှာတော့1-1နဲ့တည်ကြခဲ့တဲ့အနေအထားမျိုးဖြစ်တာကြောင့် Moldova ဟာအိမ်ဖြစ်အဆင့်လောက်ပဲရှိပါတယ်เนาะ Lithuania ထက်အဆင့်ပိုပြီးတော့နိုင်ကြပါတယ်ဒါကြောင့်လက်ရှိနေရာကျ Finland တကယ်ကန်ရင်တော့ပြက်ကောင်းပြက်နိုင်တယ်လက်ရှိ၉ကွာချချက်အရာလဲ Finland ဟာကျုံးတဲ့အနေအထားမှာရှိတဲ့အတွက်အနေဆုံးအောက်ထက်ကတော့နှလုံးသွင်းမယ်လို့တော့ယူဆတယ်ဒီမှာတလုံး90ရှုံးဆိုတဲ့အနေအထားဟာတလုံး90ရှုံးလောက်မှာပြင်းမှုဆိုကြဲက เนาะနှလုံးတရာရှုံးကြီးနဲ့ရှင်မယ်ဆိုရင်မော်တာအကယ်ယူများ900နိုင်မလားအဲ့ဒီတစ်ချက်လေးပဲကျွန်တော်စဉ်းစားရပြမော်တာတစ်လုံးရသွားရင်ပြီးပြီဖင်လန်ဘော်ဒီက 3-1ဆိုကျွန်တော်ကဒါဟို6ပုံမှာရတော့မိအနေထားပါအဲ့တော့ဖင်လန်ဘက်ကကြီးပဲလဲ3လုံးထိရောက်နေတာကြောင့်ကျွန်တော်ဒီဘက်လေးတော့ရင်းမယ်ဆိုရင်တော့ကျွန်တော်တော့6ပုံပဲကြိုက်တယ်ဗျာတိလား body ကတော့အန်နေအရင်များတယ်နိုင်တော့တေချာတော့တေချာပေါက်နိုင်တယ်ဗျာတလုံးတေသို့မဟုတ်ဖင်လန်ဝင်းပါညာနဲ့ဝိုင်းစပါမှာနေရင်တော့အဆင်ပြေတယ်ဒါ့ပေမဲ့လက်ရှိမြန်မာကြီးဆော့မဲ့နော်ညီကိုတွေအနေနဲ့ကြတော့90%နည်းနည်းလေးရင်းစရာဖြစ်နေတယ်ဒါကြောင့်နေမယ်ဆိုရင်တော့မှကျွန်တော်တို့ဒီပွဲဖင်လန်ဝိုင်းစတဗယ်ချန်သို့မဟုတ်ဖင်လန်ဝင်းသို့မဟုတ်လဲဒါဖင်လန်တလုံးတေနဲ့နေရင်တော့အဆင်ပြေမယ်ထင်ပါတယ်နော်โอเคပါအဲ့တော့နောက်တစ်ပွဲကတော့ခရို ရေးရှားနဲ့ဖာရိုဂျွန်းစုပွဲပါဒီမှာအဓိကတော့ခရိုအေးရှားပေါ့ဗျာနော် တော့ဘာသွားတွေ့လဲဆိုတော့လက်ရှိ Croatia နဲ့ Faro Island မှာသူတို့အုပ်စုမှာက Croatia ကရမှ16မှန်နဲ့နောက်တစ်ဆင့်တက်သွားပြီအဲ့တော့ Croatia ဒီနေ့ပွဲပြီးရင်လာမယ့်ပွဲရာ Montenegro ဖြစ်တာကြောင့်ဒီနေ့လို Faro Island အသင်းကိုတော့ရှုံးစရာဘာမှမရှိဘူးအဲ့တော့ဒီနေ့ပွဲမှာတေးတမတ်ရရင်ကိုရမှ18မှန်နဲ့ရမှာဖြစ်ပါတယ်အဲ့တော့ Chess ကလက်ရှိလက်ကျန်တပွဲပဲကျန်တော့တယ်เนาะအဲ့တော့ဒီ Chess ကြုံတွေ့ရမှာ Gibraltar နဲ့ Gan မှာအဲ့ဒီပွဲနိုင်တော့မှာရမှ16မှန်ပဲရမှာဖြစ်တဲ့အတွက် Croatia ကနောက်တစ်ဆင့်တက်သွားပါပြီအဲ့တော့ Chess နဲ့လက်ရှိအဆင့်နှစ်ကိုလိုရမှာ Faro Island နော်ဒီနှစ်သင်းကလှူရမှာဖြစ်ပါတယ်အဲ့တော့ Fire Island ဟာလက်ရှိအနေထားမှာ Croatia အသင်းကိုအကယ်၍များနိုင်ခဲ့မယ်ဆိုရင် Chelsea လက်ရှိ Gibraltar ဘွဲမှာခြေကျော်လက်ချောင်းနဲ့တေးကြခဲ့မယ်ဆိုရင်တော့ Faro Junsu အသင်းဟာဒါနောက်တစ်ဆင့်တက်မယ်နော်ကံကောင်းပြီးတော့နောက်တစ်ဆင့်အဆင့်နှစ်ကို qualify ပြန်ပြိုင်ခွင့် play off ရှင်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးအနေထားကြောင့်သင်္ချာခဏအရာအဖြစ်တော့လက်ရှိ Faro Junsu ကအမှတ်ပိုလိုနေတယ်ပိုပြီးစူးစမ်းမယ့်အနေထားမှာရှိပါတယ်ပထမကျော Faro Island အိမ်ဝင်မှာ Faro Junsu အိမ်ဝင်မှာနှလုံး90ပေါင် ပေးပြီးတော့အဝေးဝင်ကနေဇီးဝါနဲ့ကြီးကြခဲ့ပါတယ်เนาะအဲ့တော့အခုအိမ်ကွမ်းမှာတကယ်တမ်းပေးတဲ့ကြီးကနှလုံး90ရှုံးပေးရမှာတို့နှလုံး80ရှုံးဆိုတဲ့အတွက်ပေးတဲ့ကြီးမျိုးတော့ပေးထားတယ်ဗောလေသို့ပေမဲ့လက်ရှိပြန်ကြည့်တဲ့အခါမှာဒီခရိုရှားဟာဂျီဘရတာအသင်းကို9လုံး90ရှုံးပေးပြီးတော့3ခုပြတ်နေပဲကြီးနက်ခဲ့ရတဲ့အနေဒါတွေ့ရတယ်ချက်စ်အိမ်ကွမ်းမှာဇီးဇီးနဲ့ကန်တယ်မော်ဒီနီဂရိုကတော့4ဇီးရတော့เนาะမိုက်ပါတယ်သို့ပေမဲ့လက်ရှိခရိုရှားကန်တဲ့ပုံစံအရအရင်ကြီးအမှတ်မလို့တဲ့ပွဲတွေမှာ တိတ်မကန်တာတွေ့ရတယ်ဒါတကြောင်ပေါ့လေနောက်တစ်ချက်ဘာသွားတွေ့လို့ဆိုဖာရိုကျွန်းစုဟာလက်ရှိအခြေစွမ်းအတက်ဖက်ရောက်နေတယ်ဟိုတိုက်စစ်လက်တော်လေးကောင်းတယ် chess ကို2-1နဲ့နိုင်တယ် montenegro ကို4-0နဲ့နိုင်တယ် gibraltar ကို0-1 croatia ကိုတော့မှပထမအကြော့မှာ0-1နဲ့ကပ်ပြီးရှုံးတာဖြစ်ပါတယ်အဲ့တော့လက်ရှိဖာရိုကျွန်းစုကိုပြန်ကြည့်ရမယ်ဆိုရင်ဒီကောင်လေးကိုအပြင်းဆုံးကြီးပေးခဲ့တာဘယ်သူလဲဆိုတော့ chess ကပေးခဲ့တယ်ဗျဖာရိုကျွန်းစုကို chess အိမ်ဝင်းမှာ chess ပေးတဲ့ကြီးကနှလုံး90ရှုံးရှိတယ် chess နဲ့ croatia ဆိုတာရှင်လိုက်ရင် croatia က level တစ်ဆင့်တော့အနေအဆုံး တာတဲ့အနေအထားမှာရှိတယ်အဲ့တော့ chance down မှာနှလုံး90ရှုံးပေးတဲ့အနေအထားမှာ croatia နှလုံး80ရှုံးနေရှင်မယ်ဆိုရင်တော့ dj ကနည်းနည်းလေးပြော့တဲ့ဘက်တော့ရိမ့်နေဗျာနောက်ဒိမတ်ဒိမတ်ကလည်းတလုံးနှလုံး90ရှုံးအိမ်ဝင်းမှာပေးခဲ့ဘူးလေ2စီးနဲ့ကြေးကြဘူးပါတယ်เนาะအဲ့တော့နောက်တသိန်းကဘာသွားတွေ့လဲဆိုတော့ဒီမှာအဲဒီမှာ chess 2023ဆယ်လာပိုင်းမှာ chess အိမ်ဝင်းမှာ3လုံး90ဘောင်းအထိ chess ဟာဖွင့်လှစ်ဖူးပါတယ် ဒါကြောင့်လက်ရှိနှလုံးတရားရှုံးဆိုတဲ့ဝင်ယုံမျိုးကခရိုအေးရှားအနေနဲ့အရန်ကြီးမပြင်းဘူးလို့ကျွန်တော်ကတော့တတ်မှတ်တယ်။နောက်ဖာရိုကျွန်းစုဟာအဝေးကွင်းမှာနည်းလေးမာတဲ့ဇယိုက်လက္ခဏာရှိတယ်။နောက်နောက်ဆုံးဝေးကွင်းခုနပွဲမှာ6ပွဲ9ရောက်ထားတယ်။ဒါပေမဲ့တိုက်စစ်ကတော့ညံ့တာတေးကြတယ်။ဒါပေမဲ့ဖာရိုကျွန်းစုအနေနဲ့ကခရိုအေးရှားအိမ်ကွင်းမှာဘလို့ဖြစ်ဖြစ်လူစင်းရဘလို့မှရှင်လို့မရနိုင်ဘူး။ဒါကြောင့်3-60ရှုံးဆိုတဲ့အနေထားကြောင့်ဖာရိုကျွန်းစု တကူးများရနိုင်ချေရှိသလားဆိုတော့နေမယ်ဆိုရင်တော့ကျွန်တော်ကတော့ဖာရိုကျွန်းစုဘော်ဒီကြိုက်တယ်ဂိုးဘော်ကြိုက်ပါတယ်အဲ့နဲ့ចောင်းလေးရတဲ့ចောင်းဝင်နိုင်ပါတယ်โอเคပါနောက်တစ်ပွဲကတော့ဂျီဘရော်နာနဲ့မွန်တီနီဂရိုဘွဲပါဒီဘွဲလေးတော့ပါပါလေးကျွန်တော်စိတ်ဝင်စားတယ်အားလုံးထက်စာရင်ဘော်လေးအဲ့တော့ပထမအကြော်တော့ကမွန်တီနီဂရိုကနှလုံးတရာရှုံးပေးတယ်3-1နဲ့ဂျေးကြတယ်ဂိုးဘော်တယ်အဲ့တော့ဒီနှစ်သင်းရဲ့ဒီ ဒီ Gibraltar အိမ်ခွဲမှာ2021เนาะခြေခြေစမ်းပွဲလားခြေစပွဲလားမသိဘူးအဲတော့ကเนาะအဲတော့ကလည်းကမ္ဘာဖလားမှာတွေ့ဦးတယ်2021မှာအဝေးခွင်ကနေမွန်တီနီဂရိုအသင်းရအဝေးခွင်ကနေနှလုံးသိရေးပေးပြီးတော့သုံးခုပြန်နဲ့အောင်ဘူးတယ်ဆိုတော့ DJ နဲ့ဆိုင်တော့အခုကြီးကတော့တော်တော်လေးပျော့တယ်လို့သုံးသပ်လို့ရတယ်ဒါပေမဲ့ဂုံပေါင်းကြီးဟာ360ပေါင်းဖြစ်တဲ့အတွက်အဝေးခွင်အသင်းအပေါ်အသင်းအနေနဲ့နှလုံးတရာရှုံးမှာ360ပေါင်းဆိုကြဲကဘီဘောကြီးအောင်စဉ်းစားရမယ် ဝင်ရုံမျိုးဖြစ်သွားပြီပေါ့လေဂျီဘရိုလာဟာလက်ရှိအနေထားမှာเนาะနောက်ဆုံးပြောင်းမလို့ရှစ်ပွဲလားခုနှစ်ပွဲလားเนาะတောက်လျှောက်ရှုံးထားတဲ့ရလက်လေးတွေ့ရတယ်အဲ့တော့နောက်ဆုံးရှုံးထားတာခရိုရှား 3C အိမ်ခွင်းမှာတော့ဒါနောက်ဆုံးဖာရိုကျွန်းစု Z1 နဲ့ရှုံးတယ်အယ်ဘေးနီးယားအသင်းကို Z1 နဲ့ရှုံးတယ်ဆိုတော့အိမ်ခွင်းကတေချာပေါက်ဒီပွဲကเนาะလက်ရှိကိုပေါင်းကြီးရဒီဂျီဘရိုလာဘက်က6ရဖို့လုံးဝမဖြစ်နိုင်ဘူးသို့မဲ့အိမ်ခွင်း9ပွဲဆက် Under 2.5ဖြစ်ထားတဲ့အနေထားဟာနည်းနည်းလေးမာတဲ့အဲဝင်ရုံမှာအဲ့ဇီယိုင်းလက္ခဏာကာရဖောင်မှာဖြစ်နေတယ် မွန်တီနီဂရိုနေရမယ့်အချက်တစ်ချက်ပဲရှိတယ်နောက်ဆုံးပြောင်းလို့6ပွဲဆက်ကြီးကြထားတဲ့အတွက်ဒီနေ့ဘက်မှာသို့မဟုတ်လာမယ့်တပွဲနှစ်ပွဲအတွင်းမှာလုံးဝကြီးအောင်တော့မှာဒါကြောင့်ဘော်ဒီယာအရင်အနေများသွားပြီပေါ့လေအဲ့တော့လက်ရှိမော်ဒီနီဂရိုရဲ့ခြေစွမ်းကလီချက်စိန်အသင်းလိုအသင်းတော်နှလုံးတရာရှုံးကြည့်ပြီး2-1နဲ့ပွဲပြီးခဲ့ပုံအရအခုလိုမျိုးဝင်ရိုးအနေနဲ့စဉ်းစားမယ်ဆိုရင်၃-၃အထိရောက်ဖို့က ော်တော်လေးခင်းရင်းမဲ့အနေထားလို့ယူဆတယ်ဗောလေအဲ့တော့လက်ရှိတေဘယ်စီယာရည်တည်မှုအရာကတော့မွန်တီနီဂရိုဟာဒါရလက်ပိုင်းရောလက်ရှိအနေထားအရာတော်တော်လေးရမှတ်လိုတဲ့အသင်းထဲမှာပါရီဆိုပေမဲ့ဘောနော်ရမှတ်6မှတ်နဲ့တော့ပွဲပြီးသွားပြီဗောလေနော်တော့ဆိုတော့ဒီနေ့ဘက်မှာအဲ့လောက်ကြီးတော့ကမ်းမယ်မထင်ဘူးဗျာနော်အဲ့တော့သူတို့အုပ်စုမှာကခရိုအေးရှားကရမှတ်16မှတ်ချက်စ်က23မှတ်ဖာရိုဂျွန်းစုက17မှတ်နဲ့မွန်တီနီဂရိုက6မှတ်ဖြစ်နေတာကြောင့်ဘလို့ပဲကန်ကန်ဒီပွဲကမွန်နီနီဂရိုအနေနဲ့နှလုံးပြက်အောင်တော့ ကန်စရာဖိအားဘာမှမရှိနေဘူးပြဒီနေ့ရှုံးလည်းဘာမှမဖြစ်ဘူးဒါပေမဲ့ ranking အရာကတော့ဘယ်နှပွဲနိုင်ရင် ranking ဘယ်လောက်တက်သွားမလဲပါညာဒါတွေကတော့နိုင်ငံအနေနဲ့ကတော့ကမ်းမဲ့ရလက်ရှိတာပေါ့လေဆိုတော့ဘာဖိအားမှမရှိတဲ့အောက်မှာတော့ကျွန်တော်တို့မွန်တီနီဂရိုမနေသင့်ဘူးလို့ယူဆတယ်ဒါပေမဲ့မွန်တီနီဂရိုကအရင်ကြီးခံစစ်ပေါက်လဲတဲ့မှာမဟုတ်ဘာဘူးဂျီဘရိုလာလိုအသင်းကိုတော့ဂိုးပေးရမှာမဟုတ်တဲ့အတွက်နှစ်သိန်းပေါင်းရအောင်သုံးလုံးမရဘူးလို့ကျွန်တော်ယူဆတဲ့အတွက်ဒီပွဲလေးတော့ဂိုးအောက်လေးအားလုံးထက်ဆိုင်တော့ဒီပွဲလေးတော့ကျွန်တော်ကြိုက်ပါတယ်เนาะအားလုံးထဲမှာဒီနေ့ပွဲမှာဒီပွဲကတော့အကြိုက်ဆုံးထဲမှာ တပွဲပါပါတယ်เนาะမွန်တီနီဂရိုဂိုးအောက်ဖြစ်ပါတယ်โอเคပါနောက်တပွဲကကျွန်တော်ဂျာမနီနဲ့လူဇမ်ဘော့ပွဲပေါ့လေဆိုတော့ဒီမှာလဲထိုနီ၎င်းမဲ့ဂျာမနီဟာတကယ်ကံမလားမလားပဲကျွန်တော်စဉ်းစားစရာရှိတယ်အဲ့တော့လက်ရှိသူတို့ဒီပဲဇာတ်ရည်တည်မှုအရာကတော့နည်းလေးအန္တရာယ်များတယ်ဂျာမနီကသူတို့အုပ်စုမှာလက်ရှိဒါအဲကိုးဖန့်နဲ့အဆင့်1မှာရည်တည်နေတယ်ဆလိုဗက်ကီးယားအသင်းဟာရမှတ်ကိုးဖန့်နဲ့အဆင့်2မှာနော်သန်အိုင်းလန်ဟာရမှတ်6မှာနဲ့အဆင့်3မှာရည်တည်နေတဲ့အသင်းတွေဖြစ်ပါတယ် ဂျာမနီအဒီနေပွဲပြီးရင်လာမယ့်ပွဲဟာစလိုဗာကီးယားအဆင့်နှစ်အသင်းကိုအိမ်ဝင်မှာအက်ခံမှာဖြစ်ပါတယ်ဒါကြောင့်ဒီဂျာမနီအနေနဲ့ကအိမ်ဝင်အားသာချက်လေးရှိတဲ့အတွက်ဒီနေပွဲမှာအမှားခံလို့တော့မရဘူးသုံးမှတ်တော့ရမယ်အနေထားပါဒါပေမဲ့ကြီးရနှလုံးတရာရှုံးဖြစ်နေတဲ့အတွက်သုံးခိုးပြတ်အောင်တော့အဲ့လောက်ကြီးမလူနေဘူးပေါ့ဒီပါဆိုအောက်ကအသင်းတွေက Northern Ireland ဆိုရင်လည်း လက်ရှိအနေထားအရ6မှတ်ဖြစ်တဲ့အတွက်ဂျာမနီအနေနဲ့လာမယ့်ပွဲမှာတည်တပေါက်ကံမယ်ဒီနေ့ပွဲမှာနိုင်မယ်ဆိုရင်ရမှတ်6မှတ်နဲ့တို့နော်အုပ်စုပုံနဲ့ပဲတက်မယ်အနေထားမှာရှိပါတယ်အဲ့တော့ဒီနေ့သင်ရပရမအကျော့အိမ်ဝင်းမှာတော့သုံးလုံးတရာရှုံးကျွန်တော်ဂျာမနီဘက်ကပေးခဲ့ပါတယ်4စီးနဲ့ကျွန်တော်ဒါအဲကြီးအောင်ခဲ့တာတွေ့ရတယ်အဲ့ရှိမှာတော့6ခုနဲ့တုံးကလည်းခြေစမ်းပွဲတွေမှာ၄လုံးတည်ပေးတယ်9ခုပြန်နဲ့အစင်လာရကတော့ဒါလွှမ်းမိုးနိုင်ခြင်းရှိတယ်ဒါပေမဲ့လူဇမ်ဘော့အိမ်ကမှဂျာမနီတစ်ခါမှမရင်ဆိုင်ရသေးတာတော့သတိပြုစေချင်တယ်လူဇမ်ဘော့ဟာခြေစမ်းကောင်းလာပြီးမှအခု ဒီနောက်ပိုင်းတောက်လျှောက်တော့နည်းလေးခြေစွန်းအကြဘက်ပြန်ရောက်လာတယ်ဗောလေဆလိုဗက်ကီးယားအင်္ဂါမှာ2စီးနဲ့ဂိုးမသွင်းနိုင်ဘူးဂျာမနီအင်္ဂါမှာ4စီးနဲ့ဂိုးမသွင်းနိုင်ဘူးဆိုတော့ရှေ့မှာနောက်တစ်ကြော့နောက်ပထမကြော့ဆလိုဗက်ကီးယားအသင်းကိုအင်္ဂါမှာ0-1နဲ့ရှုံးပါတယ်နောက်နောက် Northern Ireland အသင်းကိုလည်းအင်္ဂါမှာ1-3နဲ့ရှုံးတယ်ဆိုတော့ရလက်ကတော့ထိုးကျနေတဲ့အနေအထားမျိုးတော့တွေ့ရတယ်ဗျဒါပေမဲ့လူဇန်ဘော့အသင်းဟာအင်္ဂွင်းအနေငယ်လေးမာရီစရိုက်လက္ခဏာရှိတယ်ဆိုတော့နှလုံးတရာရှုံးမှာမှာ3လုံးတရာရှုံးဖြစ်တဲ့အတွက်တရားတာတကူကတော့ဂျာမနီကတော့အောက်ထက်နှလုံးအထက် ပြက်အောင်တော့သွင်းနိုင်တဲ့အနေထားမှာရှိပါတယ်။ဆိုတော့ပြန်ကြည့်ရရင်နောက်ဆုံးပွဲမှာ Northern Ireland အင်္ဂွန်းမှာ0-1နဲ့ပဲကန်နိုင်တယ်။အင်္ဂွန်းအရန်ကောင်းတာမှန်ပါတယ်။ဒါပေမဲ့ဂျာမနီရဲ့အဝေးကွင်းဟာအဲ့လောက်ကြီးဟိုဟိုဘယ်လိုပြောရမလဲ impress ဖြစ်စရာအထင်ကြီးလောက်စရာကိုပြတ်နိုင်ပွဲမျိုးတိတ်မတွေ့ရဘူးဗျာနော်ဒါကြောင့်လက်ရှိအနေထားရနောက်ဆုံးတာဘော့စနီးယားအင်္ဂွင်းမှာနှလုံး90ပေါင်းတာ1 2နဲ့ကပ်ပြီးနိုင်တဲ့အနေထားမျိုးဖြစ်တာကြောင့်တစ်ဖက်ကလူဇမ်ဘော့အင်္ဂွင်းဟာ နည်းနည်းလေးမာတဲ့အနေအထားလေးရှိတယ်ဗျပထမကျော့ရှုံးတာ 4C နဲ့ရှုံးတာမှန်တယ်ဒါပေမဲ့အဲတုန်းကစောစောစီးစီးလူစမ်းပေါ့ဟာအနီးကပ်ထိသွားတဲ့အတွက်လို့ကျွန်တော်ယူဆလို့ရတယ် တို့ကြောင့်လက်ရှိအနေထားမှာကျွန်တော်ဒီဘက်လေးတော့လူဇန်ဘော့ကြိုက်ပါတယ်လူဇန်ဘော့ body ဖြစ်ပါတယ်ကိုပေါင်းကြီးရနေရမယ်ဆိုရင်နှလုံးအဲသုံးလုံးတရာရှုံးဆိုရဲကြီးကအပေါ်ပဲနေတဲ့နယ်လို့ကျွန်တော်ယူဆပါတယ်โอเคပါရနာဒိုဘက်ကတော့ပိုလန်နဲ့နယ်သာလန်ဘွဲပါတစ်လုံး90ပေါင်းသုံးလုံး90ပေါင်းဒီဘက်လေးအနေများတယ်ပထမကျွန်မနှလုံး90ပေါင်းပေးတယ်ဝမ်းဝမ်းနဲ့ပဲပွဲပြီးခဲ့တဲ့အတွက်ဒီနေ့မှမှတစ်လုံး90ရှုံးပေးရမှာတစ်လုံး90ရှုံးစားနယ်သာလန်အနေနဲ့တစ်လုံး90ပေါင်းပေးတယ်ဆိုရဲကရမယ်အလောက်ကြီးမလို့လို့ဒီလိုမျိုးကြီးမျိုး ဖွင့်လှစ်ထားခြင်းဖြစ်တယ်သူတို့အုပ်စုမှာနယ်သာလန်လက်ရှိရမ16မှာပိုလန်လက်ရမ73မှာဖြစ်တဲ့အတွက်နယ်သာလန်ဟာဒီနေ့ပွဲပြီးရင်လာမယ်ပွဲလီသူအိနီးယားပွဲဖြစ်တဲ့အတွက်ဒီနေ့ဘက်မှာတေးတပေါက်ကန်လိုက်ရင်ကိုနယ်သာလန်အနေနဲ့နောက်တစ်ဆင့်เนาะအုပ်စုဘုံအနေနဲ့ဒါတိုးတော့မှာเนาะအဲ့တော့ဒီလိုမျိုးအနေထားမှာပေးတဲ့350ပေါင်ဂျီယော350ပေါင်ဂျီယောကနယ်သာလန်နေနည်းနည်းလေး short ရှိနိုင်တယ်ဗောလေဒါပေမဲ့ခြေစွမ်းအရာကတော့ဒါပိုလန်အနေနဲ့အိမ်ဝင်เนาะတောက်လျှောက်အိမ်ဝင်မှာနောက်ဆုံးဒါဘယ်ပွဲပဲကန်ကန်เนาะဒီ2022ထဲက ပွဲတိုင်းနီးပါးကိုရထားတာတွေ့ရတယ်အဲ့တော့လက်ရှိပိုလန်အနေနဲ့ကအဲဟိုဖင်လန်အသင်းကို3-1နဲ့နိုင်တယ်လစ်သွေးနီးယားအင်္ဂါမှနောက်ဆုံးအဝေးဝင်ကိုဒါ0-2နဲ့နိုင်လာတယ်ဆိုတော့တစ်ဖက်ကဒီဒီနယ်သာလန်အနေနဲ့ကလည်းလက်ရှိဒါဒီ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 ဘိုင်းတော့အုပ်စုတော်တော်လေးခြေစွမ်းတက်နေတဲ့အနေထားလို့ပြောလို့ရတယ်ဖင်လန်ကို 4C မော်တာကို 4C လီသူရီးနီးယားကို2-3နဲ့ကန်ထားတာတွေ့ရတယ်အဲ့တော့ဒီလိုမျိုးအနေထားမျိုးမှာနယ်သာလန်အနေနဲ့ကရလက်ကောင်းတဲ့အနေထားမျိုးမှာဘိုဒီနုစကိုးလေးတော့မစိုးဘူးဗျနော်အဲ့တော့နယ်သာလန်ဟာအဝေးကွင်းအနှဲငယ်လေးခံစစ်ကကောင်တာပေါက်တဲ့ ဇယက်လက္ခဏာရှိတယ်။တစ်လုံး90ပေါင်မသုံးလုံး90ပေါင်ပေးထားတဲ့ဆိုကလေးကနော်နယ်သာလန်အနေနဲ့ဘော်ဒီအနေနဲ့အဲနှလုံးမပြတ်နိုင်ဘူးဆိုတဲ့ကြီးပေးထားတယ်လို့သုံးလုံး90ပေါင်ကြီးကပိုလန်အနေနဲ့အခက်မသိရင်ကိုးရနိုင်တယ်လို့ဖွင့်လှစ်ထားတဲ့အနေအထားမျိုးတွေ့ရပါတယ်။ဒါကြောင့်နေမယ်ဆိုရင်တော့ဒီပွဲကအဲနယ်သာလန်အနေနဲ့အရှုံးမရှိနိုင်ဘူးလို့ကျွန်တော်ယူဆတာကြောင့် 2x double chance နယ်သာလန်အရင်မိုက်ပါတယ်။ဂိုးပေါ်လေးပါပါလေးပဲကြိုက်ပါတယ်။ Okay ပါအဲ့တော့နောက်ဆုံးပွဲကတော့ Slovakia နဲ့ Northern Ireland ဖြစ်ပါတယ်။ Slovakia အိမ်ဝင်မှာ ါ level 90ရှုံးပေးတာလည်းနှလုံးတည်နေကာထားတယ်ပထမကြော့ Northern Ireland အင်္ဂွန်းမှာ seller ဘိုင်းတော့ကနော်ဒီ2025 seller ဘိုင်းမှာပထမကြော့ကို level 90ရှုံး Northern Ireland ကပေးရတယ်2စီးနဲ့ G အောင်ရတာတွေ့ရတယ်ဆိုတော့ဒီနေ့ပြောင်းပြန်လှန်လှန်လို့ရှိရင်အင်္ဂွန်းမှာပေးရမယ့် G ကဒါ Slovakia အင်္ဂွန်းမှာ Slovakia ဘက်က level 90ရှုံးပေးရမှာအဲ့တော့ပေးတဲ့ G ကလည်းမှန်တယ် level 90ရှုံးပေးထားတယ်ပြင်းတဲ့ဘက်မှာရောက်တယ်ဒါပေမဲ့ Slovakia နောက်ဆုံးအင်္ဂွန်း2016မှာ level 100ရှုံးဇီးဇီးနဲ့ပိတ်ထားတယ်ရှေ့မှာ2018 နော်အိမ်ကွန်းမှာလည်းဒါလည်းပဲတရားရှုံး2 1နဲ့ပွဲပြီးသားတဲ့အနေအထားလေးတွေ့ရပါတယ်အဲ့တော့ဒီမှာပြောစရာရှိတာကခိုးပေါင်းကြီးပေါ့နော်နှလုံးသေးဆိုတဲ့အနေအထားဟာနှစ်သင်းပေါင်းရင်တောင်မှနှလုံးရောက်ဖို့ခဲရင်နိုင်တဲ့အနေအထားမျိုးဖြစ်တယ်အပေါ်ကဂျာမနီအနေနဲ့လက်ရှိဒီနေ့ဘက်မှာနိုင်မှာဖြစ်တာကြောင့်ဟိုစလိုဗက်ကီးယားအနေနဲ့နောက်တစ်ဆင့်ဒီဂျာမနီနဲ့တွေ့တဲ့အနေအထားမှာရမတ်ဆုံးရှုံးမှာဖြစ်တာကြောင့်ဒီနေ့ဘွဲဟာစလိုဗက်ကီးယားအတွက်အရန်အေးကြီးပါတယ်။ဘာလို့အခက်မသိရင်အဆင့်နှစ်ကွာလိုက်ဖိုင်းကိုတောင်မှဖယ်ပေးလိုက်ရမယ့်အနေအထား ဖြစ်နေတယ်ပေါ့လေဒါကြောင့်အရန်အရေးကြီးတယ်ဒါပေမဲ့ Slovakia အသင်းဟာလက်ရှိဒီယာဒီမှာခြေစွမ်းကောင်းမွန်ပါတယ်ဂျာမနီကိုတောင်မှအင်္ဂွန်းမှာ2-0နဲ့ရှင်ပြီး ရိုက်ပြီးနိုင်လာတာဖြစ်ပါတယ်เนาะအဲ့တော့လူဇန်ဘော့အင်ဝင်မှာ Z1 နဲ့ပွဲပြီးတယ်เนาะဒီ Northern Ireland ကိုတော့ပထမကြောတော့ကတော့2-0နဲ့ပေါ့လေဒါပေမဲ့နောက်ဆုံး5ပွဲဆက် Anna 2.5ခံစားအသားပေးပြီး low block min block နဲ့ဆော့တဲ့အသင်းဖြစ်တယ်နောက်ဆုံးအင်ဝင်4ပွဲဆက်ဂိုးမပေးထားရတဲ့အသင်းဖြစ်ပါတယ် Slovakia အင်ဝင်အရန်မိုက်ပါတယ်နှလုံးသီ level 80ရှုံးကြည့်ရဒီပွဲ 1x double chance Slovakia body အရန်မိုက်တယ်ဂိုးအောက်လေးကြိုက်ပါတယ် Okay ပါဒါဆိုတော့ဒီနေ့6ပွဲအားလုံးပြီးဆုံးပါပြီဆိုတော့ကျွန်တော်တို့ဒီနေ့ဒါအဲဒီဒီဒီ World Cup qualify နောက်ထပ်ဒါเนาะ day 2မှာကျွန်တော်တို့ဒါ6 6ပွဲရှိပါတယ်အဲဒီမှာကျွန်တော်၄သင်းမောင်းလေးအနေနဲ့ကျွန်တော်တပွဲအဲတွဲပြီးမယ်ပေါ့လေအဲ့တော့ဒီနေ့ဒါ14ရက်17လ2025မှာကျွန်တော်ရွေးချယ်ထားတဲ့၄သင်းမောင်းလေးကတော့ကျွန်တော်ဘယ်ပွဲတွေဖြစ်မလဲဆိုတော့ Montenegro Go Out ဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့အဲ Slovakia Go Out ဖြစ်ပါတယ် ဖာရိုကျွန်းစုဘော်ဒီဖြစ်ပါတယ်။လူဇန်ဘော့ဘော်ဒီဖြစ်ပါတယ်။ဒါဒီနေ့ရဲ့လေးသင်းပေါင်းလေးဖြစ်ပါတယ်။အားလုံးပဲ good luck ပါညီကိုတွေနော်။အဲ့တော့အသေးလေးလက်မလေးလက်မလေးရသေးတယ်။ဒီလောက်ကိုညီပြီးတော့နှိပ်ပေးကြပါဦးညီကိုတွေ။ဆိုတော့ဒီနေ့ကတော့ဒီကြောင်းနေသောပွဲလုံးဝမရှိပါဘူးနော်။အပြော့အပြင်းပြင်းနေနဲ့ကျွန်တော်လေးသင်းပေါင်းလေးတွဲပေးထားတာဖြစ်ပါတယ်။အဲ့တော့နောက်ရက်ဒီကျွန်တော်တို့ဒီကြောင်းနေသောပွဲမိုက်တဲ့ပွဲတွေဇာပွဲတွေရှင်းတော့ကျွန်တော် ဒါ live မှာပြောပြီးမှာဖြစ်ပါတယ်เนาะအဲ့တော့အသေးလေးလည်းမလေးတဲ့တော်ဆက်တော်ကြီးမျိုးတော့နှိပ်ပေးကြပါအောင်ညီကိုရေเนาะအဲ့ဒါဆိုရင်တော့ကျွန်တော်ဒီဒီနေ့ဒီ live လေးကတော့လောက်နေပဲရနာပြစီညီကိုရေဆိုတော့ဒီဒီ live လေးကိုဒါ join ပြီးတယ်เนาะကြည့်ရှုပဲ brother တွေ share ပဲ brother တွေ comment ပဲ brother တွေရောက်ချင်းနေတဲ့ကျေးဇူးများကြီးတင်ပါတယ်ဗျမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျ